그럼문화와정보문화와정보그럼ဒီမှာရင်းချင်းမှုနဲ့တရင်ချက်လက်လေးတွေဆရာတို့တွားလေ့လာကြည့်အောင်အဲ့တော့ဆရာကအဲကလောဆယ်မှာဆရာတို့ဒီအနီးကပ်စမောပြင်းပြကလေးတွေအနီးကပ်တင်နေတဲ့အတွက်ကြောင့်အတန်ကတအားဝင်နေရဲ့အရန်တုံနေတယ်အတန်နေအရန်ခွဲအပ်ပြီးရှာနေပေါ့နော်မနေ့ထိန်းပြီးတော့ပြောနေရတယ်ပေါ့အဲ့တော့ဆရာတို့နောက်တပတ်နှစ်ပတ်လောက်ဆိုရင်တော့ဆရာတို့စတင်တာတွေအများကြီးရော့သွားပြီဖြစ်တဲ့ကြောင့်ကျောင်းသားတွေကိုအတန်နဲ့ကြည်ကြည်လင်လင်နဲ့အခုတက်ပို့ပြီးတော့ကြည်ကြဲလေးနဲ့ အတက်တရောလေးစူးစမ်းပြီးတော့တင်ပြသွားပါမယ်နော်။ရာသီဥတုနဲ့ပတ်သက်ပြီးတော့ဆရာတို့သွားကြည့်ကြရအောင်။အရင်ဆုံးလေ့လာကြည့်မယ်နော်။ Hangugun ရခနာလေးပါ။ပြောင်းလိုက်ပါဦးမယ်။ Hangugun ကိုရီးယားကတော့ဘုံ၊ယောရံ၊ကောင်၊ကျော်လ်၊နွေဦး၊နွေနောင်၊စောင်းစောင်းနောင်၊စာကဲကျော်ဒီတူလျောထန်နာရိုင်းနေတာ။ရာသီဥတုလေးခုကခွဲခွဲပြားပြားရှိနေတဲ့နိုင်ငံဖြစ်တယ်။ဆိုလိုချင်တာဒီ ။နွေရသည်ဆိုရင်နွေရသည်ရဲ့အရသာတိတံဘယ်ရသည်မှမရှိတဲ့နွေရသည်အရသာတအားပူမယ်။နော်ပူမယ်ပင်လယ်ကမ်းခြေမှာသွားမယ်။ဥမာပြပြတာနော်။အဲနွေရနွေရဒီနွေနွေရသည်ပြထားပါတော့စောင်းဥမာဆိုရင်လည်းပဲအစောင်းရဲ့အရသာလုံးလုံးပြပြဝဝအဲ့တော့ကျွန်တော်တို့ဒီတိရွက်တွေကကျွန်တော်ဒန်ဖုန်ပေါ့နော်ဒန်ဖုန်အဲ့တော့စောင်းဦးအရွက်တွေပေါ့နော်တနည်းအားဖြင့်အယောင်ပြောင်းတိရွက်တွေကအယောင်ပြောင်းသွားမယ်အယောင်သွေးဆုံးမယ်လှမယ်အဲ့တော့စောင်းရသည်ပေါ့နော် ကြောင်းလျောက်ပြီဆိုရင်လည်းပဲနေ့နေ့ကြာမယ်တအားအေးမယ်နေ့နေ့ကြာပြီးပြီဆိုလို့ရှိရင်လည်းပဲအဲဆရာတို့တွေနှွေးဦးရောက်ပြီဆိုလည်းပန်းလေးတွေပွင့်မယ်အဲ့ဒီလိုမျိုးရာသီဥတုလေးခုကလုံးဝကွဲပြားနေအောင်ရှိတဲ့နိုင်ငံပဲเนาะနှွေးလိုလိုဆောင်းလိုလိုမိုးလိုလိုအဲ့လိုမျိုးရှိဘူးเนาะဘုံနှွေးဦးက၃လပိုင်းကနေ၅ရ၅လပိုင်းဖြစ်ပြီးတော့တာကတ်ထာမျိုးနှွေးထွေးပြီးတော့ဘော့ကုတ်ဘော့ပန်းနဲ့ယောင်ဆန်းဟုံးကွာကတ်ထန်း 과 같은 소아 루묘 벚꽃에 영산 홍반 루묘 아름다운 것이나파리나파도반 위가 많이 핍니다. 아마지 뿐 말해. 그럼 벚꽃 소라 저로 일에 리다리만 뿐에 체리만 무교라 번어 체리만. 그럼 영산 홍도라로 니 말로 는면 시부 아세로 캐어 반 소래 소래 뿐에 알라레 반민 반보이무교시나 번어. 그럼 사람들은 루리가로 봉마지 ကိုကူကြောင်းတို့ကားကိုအဲ့တော့နွေရတီကိုတွင်နွေဦးလေးကိုကြိုဆိုတဲ့အနေနဲ့တန်းတန်းတွေကိုလိုက်လဲပြီးတော့ကြည့်ရှုတာတွေလည်းပဲလှုပ်ပြီးတော့အရုံတောင်းဘုံကူကြောင်းတို့ဂျူလ်ဂိမီဒါတကယ်ကိုနှပ်ပတဲ့အဲဒီနွေဦးရပြီးနွေဦးဒီရှုရှုခင်းနေပေါ့နော်တာယာလာပတဲ့ရှုခင်းနေကိုကျတော့နှိမ့်ဆိုင်ကြတယ်ဒီနေ့အပြင်ခံစားကြတယ်ပြောပြပါမယ်ကိုရီးယားကတော့ နှွေဦးနှွေနှောင်းစောင်းစောင်းနှောင်းဆိုပြီးတော့ရာဒီဥလေးဦးပါခွဲပြားရတဲ့နိုင်ငံဖြစ်ပါတယ်။နှွေဦးဆိုရင်၃လပိုင်းနဲ့၅လပိုင်းဖြစ်ပြီးတော့ရာဒီဥတုကနှွေထွေးတယ်။ပန်းနေဘော့ကိုတို့ရောင်စန်းဟုံးလူမျိုးလှပတဲ့ပန်းတွေအများကြီးဖွင့်တယ်။လူတွေကဒီနှွေဦးကိုကြိုဆိုပြီးတော့ပန်းတွေကိုလဲလဲလဲကြီးရှုတယ်။ပြီးတော့လှပတဲ့နှွေဦးရာဒီဥတုကြီးဒီရှုခင်းတွေကိုလည်းပဲခံစားကြတယ်။ဟာနှွေဦးရောက်ပြီဆိုတော့ပန်းလေးအပြင်သွားပြီဆိုရင်လှပတာ ော်နွေရည်ဆိုပန်းလေးတွေပွင့်နွေရည်နွေဥရည်ရဲ့အလှပတွေခံစားအတားမျိုးဖြစ်နေတာပါနော်နွေရည်ရောတော့နွေရည်တနည်းအားဖြင့်နွေနှောင်းပေါ့နော်အော်ဆရာကျောင်းသားအနေနဲ့ကဆရာကစောင်းရည်နဲ့နွေရည်လို့ပြောပြီးဆိုရင်စောင်းနှောင်းနဲ့နွေနှောင်းကိုပြောတာလို့သိပြီးပါနော်အာဘော်လေးမိအောင်လို့ပါနွေရာသီဆိုတာက6လပိုင်းနဲ့7လပိုင်းမှာကတော့ပူပြီးတော့ဘော့ကိုဘီကမာနီကိုမိတာမိုးတအားရွာတယ်အဲ 그래모유와라 비송비에 나오마 장마가 끝나고 모유아체네 비송비에 나오마 동세디기니까 넘는 쪼라레 동세디기리 태고 쪼론도아레 무더위가 시작되며 그래아프라인사대 비로 드니야비 얀부레 야비 우루가 사대 비로 아부농게시니가사대 비로 사람들을 누리가 아름다운 해변이나 그래 လှပတဲ့ပူပီစင်မလုပ်မလဲလှပတဲ့ပင်လေကမ်းရှည်ဒီမှာဘုမဟုတ်ဂေကုတ်ဆိုတာတောင်ကျရှောင်းအဲ့တော့ကိုရီးယားမှာဆိုရင်နေရာတရောက်လို့ဆိုလို့လည်းပြောမယ်ကလေးတို့ရေအဲ့တော့ပင်လေကမ်းရှည်မှာဘီကနီအင်္ဂလိပ်ဆိုလဲခနာကိုအလှပြတယ်နော်ဝိတ်ကိုရှယ်ရှထားပြီးတော့အမ်ဘီကနီလေးတွေဝိတ်ပြီးတော့လှလှပပလေးအာယောက်ျားလေးဆိုလဲဝိတ်ရှတိုက်တွေပါတွေထိုးဘယ်ဒီပါတွေတော့စစ်ပတ်တွေထုတ်ထားပြီးတော့အမ်အဲ့လိုမျိုးနေရာတရောက်ပြီဆိုလို့ရှိရင်ဆာမပိတ်ရရှိတာဟုတ်နေရာဒီပိတ်ရဒီမှာဆိုလို့ရှိရင် တော့ကျွန်တော်တို့ဒီပင်လယ်ကိုင်းခြေတွေသွားတယ်နော်သို့မဟုတ်ကျွန်တော်တို့တောင်ကျချောင်းတွေမှာသွားပြီးတော့အဲကျွန်တော်တို့ဒီခွင့်ရက်တွေယူပြီးတော့အလဲဘက်သွားကြတယ်အဲ့တော့ဟဲပြောနေနာဂေကုတ်ကရိုပင်လယ်ကိုင်းခြေသို့မဟုတ်တောင်ကျချောင်းတွေကိုဖြူကာတို့တောင်းနာမိတာခွင့်ရက်ထွက်ကြတယ်ခွင့်ရက်သွားလဲကြတယ်အဲ့တော့ညခါမှာဆိုလို့ရှိရင်ဗာမယ်နော်ယောတေယာရို참을설치기도합니다အဲ့တော့ယောတေယာယောတေယာဆိုတာကျွန်တော်တို့ အပူလိုင်းနော်ညမှာဆိုရင်အပူလိုင်းတွေကြောင့်ကျွန်တော်တွေညအဲ့လိုမပြောတဲ့အရာတွေလည်းပဲအေးပြတ်တာတွေလည်းပဲအေးမရတာတွေလည်းပဲရှိပါတယ်။ဟာဒါတွေလည်းပဲရှိတယ်ပေါ့။အဲ့တော့ပြီးပြီဆိုကြတဲ့ခုချင်းပြန်ပြီးတော့ဖတ်ပြပါပါနော်။အဲ့တော့ကျွန်တော်ပြန်ပြီးတော့အသေးစိတ်သွားပြပါမယ်ခင်ဗျာ။ရောတော့နွေရာသီနွေရာသီဆိုတာကတော့6လပိုင်းနဲ့7လပိုင်းမှာပေါ့နော်။နွေရာသီ 6လပိုင်းနဲ့7လပိုင်းမှာကပူတယ်ပြီးမိုးတွေရွာတယ်အဲ့တော့မိုးရွာပြီးပြီးလာဆိုတော့လည်းမပြီးသေးဘူးเนาะမိုးရွာပြီးတော့မှ30ဒီဂရီအထက်ကိုကျော်လွန်သွားတယ်အပူကစတင်နေအဲ့ဒီခါမှာလူတွေကပူပြီးဆိုဘာလို့ကြလဲအပူရှောင်တာပေါ့အဲ့တော့နေရာဒီမှာဆိုလို့ရှိရင်ကျတော့နေရာဒီပိတ်ရခွင့်ရယူလို့ရတာပေါ့เนาะကျတော့ចောင်းသားတို့ဒီကိုရီးယားမှာကျနည်းနည်းလေးရှင်းပြပေးပါမယ်เนาะကိုရီးယားမှာအလုပ်လုပ်တဲ့လူတိုင်းလူတိုင်းဒီယွန်ချာဟျူဂါလို့ခေါ်တယ် နှစ်ပြည့်ခွင့်ရဲ့15ရက်သုံးခွင့်ရှိပါတယ်။တပြိုင်တည်းသုံးခွင့်ပြီးတာမဟုတ်ပါဘူး။အခုနှစ်ပြည့်ခွင့်ရဲ့15ရက်ထဲကနေပြီးကိုလူရသည်3ရက်လောက်သုံးမယ်နော်။ပြီးရင်ကိုအကြောင်းမကြောင့်မင်းမကောင်းမကြမ်းမဖြစ်တဲ့ခါလေးမှာသုံးမယ်။အဲ့လိုသုံးရှင်ပြီဆိုလို့ရှိရင်အဲ့တော့ဟျူကဟျူကတို့ရှင်းချောင်းဟဲရတယ်ရော။အဲ့တော့ခွင့်ရကိုကျောင်းသားတို့အနေနဲ့6ထားလို့ရပါတယ်ခင်ဗျာ။အဲ့ကျောင်းသားတို့ကခွင့်ရကို6ထားလို့ရှိရင်တို့ကခွင့်ရပေးတယ်။အဲ့တော့ညရာဒီရောက်ပြီဆိုရင်ခွင့်ရပေးတယ်။အဲ့တော့ ဟျူဂါဟျူဂါဟျူဂါဒီပိတ်တော့ပိတ်ရက်ဘယ်လိုပိတ်ရက်လဲဆိုရင်ကျောင်းသားတို့ရတဲ့တနစ်မှာ15ရက်ရရတဲ့ခဲကနေပြီးတော့ကိုကခွင့်ရယူပြီးတုံးတာလို့သိပြီးလိုက်ရပါပြီเนาะ you eel ဆိုလို့ရှိရင်တော့အာတရားဝင်စနေတနင်္ဂနွေဟိုเนาะအစိုးရရုံးပိတ်ရက်ဒီကို you eel လို့ခေါ်တာဖြစ်ပြီးတော့ပိတ်ရက်ဖို့ပိတ်တဲ့ကကိုကခွင့်ယူပြီးပိတ်တဲ့ရက်တနစ်လုံးမှာဆိုရင်15ရက်ယူရတဲ့ရက်ကို you ကလို့ပြောပြောတာပါเนาะအဲ့တော့ နွေရာသီ6လပိုင်းရာနဲ့7လပိုင်းမှာဆိုလို့ရှိရင်ပူတယ်မိုးသားရပါတယ်မိုးရွာသီပြီးဆုံးပြီးမှ30ဒီဂရီတိအပူတွေကတက်သွားပြီးတော့လူတွေကလှပတဲ့ပင်လယ်ကမ်းရေတွေတောင်ကျချောင်းတွေကိုတွားပြီးတော့ခွင့်ယူပြီးတော့ွားကြတယ်ညခါမှာဆိုရင်ရောတဲရာတို့ချာမူရောတဲရာတို့အဲ့တော့အပူလိုင်းတွေကြောင့်အပူတွေကြောင့်ချာမူဆော့ချီကီတို့ဟာမီတာညအိမ်ပြောတာတွေလည်းပဲရှိတယ်အဲ့တော့ရောလတဲ့ရတော့အဲ့တော့အပူဒေသတွေမှာလည်းပြောလို့ရပါတယ်เนาะအပူဒေသတွေမှာတော့မဟုတ်အပူလိုင်းတွေချက် เนาะအပူတိုင်းနေဖြင့်တနည်းအားဖြင့်အပူဒဏ်ကြောင့်ညအိတ်မြတာတွေလည်းပဲရှိတယ်ဟာတအားပူလည်းအိတ်မပြောဘူးအဲ့ဒီလိုလေးပြောချင်တာပါဆက်လက်ပြီးသွားပြပါမယ်ခင်ဗျကျွန်တော်၄စောင်းဦးစောင်းတို့က6လပိုင်းကနေ7လပိုင်းမှာကတော့ရာဒီဥဒုကကြည်လင်ပြီးတော့အင်းမြတဲ့ရာဒီဥဒုကဆက်လက်ပြီးတော့ဖြစ်ပေါ်တယ်။ဟျောင်းယောင်းဆက်ဆက်ကရိုအဲ့တော့အယောင်အသွေးစုံလင်စွာဖြင့်ဟျောင်းယောင်းဆက်ဆက်ကရိုအယောင်အသွေးစုံလင်စွာဖြင့် 곱다디 눈년이 때에 이모이 디베 벼비 메 에러 세로 빤이 바리 저노 라빠라도 에양 두이 송린 소아 피 곱게 라빠 소아 라빠 소아 물든 체다타도 에양 두이 송린 소아 피 라빠 소아 체다타도당풍고 보기 위해 기포드에 다소인 단품소다가 바래소루시 당풍 အယောင်ပြောင်းတစ်ပင်အဲ့တော့ဆောင်းဦးတစ်ပင်အဲ့တော့ဒီမှာပုံကြည့်လိုက်အမ်ဒါဒန်ဖုံပဲနော်ဒန်ဖုံအမ်အယောင်လေးပြောင်းသွားတယ်ဒီဆောင်းရွက်ဆောင်းရွက်လည်းပြောလို့ရသလိုအယောင်ပြောင်းတစ်ပင်အယောင်ပြောင်းတစ်ရွက်ဒီကိုကြည့်ဖို့အတွက်ဆန်းတို့တောင်ပေါ်ကိုယောဟိငူတောနာနဆာရမ်ဒူရီမန်စမီတာခီးထွက်ကြတဲ့လူတွေများပါတယ်။ဒါရှိကချွာရာသီဥတုကလည်းကောင်းတဲ့အတွက်ကြောင့်ဟာကေယွန်ဒေါဖေနာ ကျေထုံးွာခတ်ထန်အော်ကျောင်းမှာကျောင်းအကစားပြန်ပွဲတွေနော်အကစားပြန်ပွဲတွေနော်ပွဲတော်တွေအစရှိတာတွေလည်းပဲဂျုံကြီးအစရှိတဲ့ဂျုံကြီးဝမ်ဟင်းစာကမာနီရလိမီတာအေးပါတဲ့အရေးကြီးတဲ့ပွဲတွေလည်းပဲအများကြီးလောက်ကြပါတယ်ဟမ်အော်ဒီအရန်ပြောကြကောင်းပါတယ်နော်စောင်းဦးမှာဆိုရင်နော်ဆရာကတော့ကိုရီးယားနိုင်ငံမှာဆိုရင်ဘယ်ဟာဒီကြိုက်လဲလုံးလုံးအကြိုက်ဆုံးမပြောပါပြောပြပါဆိုရင်တော့ဒုက္ခတော့များတယ်ဆရာတို့တကယ် ဟိုအောင်ကြောက်ကြိုက်တာပေါ့နော်ဒီနှင်းကြတဲ့ဆောင်းရည်ဒီစစ်စစ်ကိုကြိုက်တယ်။ဘာကြောင့်လဲဆိုရင်အမှတ်တရဓာတ်ပုံကြီးကပြန်မရနိုင်တဲ့ဓာတ်ပုံကြီးရလို့ပေါ့နော်။ဒီတိုင်းကျ၄ရာစီလုံးကိုတစ်ခုချင်းပြပြပါဆိုလို့ရှိရင်တော့တော့ဆောင်းမှဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသိရတဲ့လေးကြီးတယ်။အပြင်မှာပုံတိုက်တွေမှာသွားတယ်နော်။ကောင်မလေးချောချောလေးတွေလိုက်ကြည့်မယ်။ယောက်ျားလေးတွေဆိုလည်းအဲ့တော့မင်းကလေးချောချောလေးလိုက်ကြည့်မယ်။မင်းကလေးဆိုရင်လည်းယောက်ျားလေးချောချောလေးတွေလိုက်ကြည့်မယ်။ဒါမျိုးပေါ့နော်။ပြီးပြီးတော့ပုံတိုက်တွေမှာဆိုလို့ရှိရင်အရန်လာတဲ့အဝတ်အစားလေးတွေလား အဲရှိတာပေါ့နော်အဲ့လိုပုံစံမျိုးလေးအဲစောင်းမှုပြင်ဒီစောင်းအဒီစစ်စစ်ကြရင်လည်းဆိုတော့ဘောမှာမမိနိုင်တဲ့ဓာတ်ပုံလေးတွေပေါ့နော်အနှင်းတောင်စကိတ်စီးလို့ရမယ်အဲနောက်ပြီးဒီရိုးရိုးစကိတ်စီးလို့ရမယ်ပြောစရာကြီးပေါ့နော်ကဲဆက်သွားပြပါမယ်ခင်ဗျာစောင်းရဒီကတော့12လပိုင်းနဲ့2လထိကတော့နော် minus 30ဒီဂရီအထိနော်အပူချေပြောနော်စောင်းရဒီကတော့တဲ့ 12လပိုင်းကနေ2လတိဖြစ်ပြီးတော့တုံညအောင်တနည်းအားဖြင့်မိုင်းနဲ့10ဒီဂရီထိတောင်မှဆင်းသွားတဲ့အခြေအနေတွေကြောင့်အယံကိုမဲဦးချွတ်ကိုမဲဦးအယံကိုချွတ်ကိုအေးပြီးတော့ခေါင်းမူဒီအော်လ်ကီရိုဟမ်မီဒာမြစ်ထဲအရည်တွေအေးလာခဲပုံသာလည်းရှိတယ်ကျော်ဦးကျော်ဦးဆိုတာချစ်ပြီးဝရဲဆိုอีวอลအဲ့တော့ကျော်ဦးဆိုတာ12လပိုင်းကနေရှိပြီးဝရဲဆိုတော့ 2월은 겨울과 서른아바인 안에 서른아바인 안에 나바인 티가로 영하 10도까지 바로 동양 30도까지 내려갈 정도로 센도알로때 티타마 매우 애양고 춥고 일비로 가물이 미리가 얼기도 합니다. 바로 자로리 캐리 시대 캐라이네베 시대 높은 지대에는 အမြင့်ပိုင်းမှာကတော့ဒူနီမာနီနေလျောနင်းတအားကြပြီးတော့စကီနာစကေးတပိုဒွတ်ငစကီဆိုတာကတော့ကျွန်တော်တို့နင်းတောင်စကေးနင်းချောစကေးအဲ့တော့ဒီမှာဒီပုံကိုကြည့်မယ်ဒီမှာမြေပြန်ကနေတဖြည်း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 ဟောတောင်ပေါ်ထိရောက်သွားတယ်အဲ့ပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီစကေးစီးပြီးတော့ဆင်းလာတဲ့နော်ဖနက်အချူကြီးတွေ ပုတ်ပြားကြီးနဲ့စီးတာကိုစကီလို့ခေါ်တယ်။အဲ့လိုစီးတာတွေတော့မဟုတ်အဲ့တော့ skate boat skate boat ဆိုတာကတောင်သားတို့တွေပုံမှန်စီးသလိုပဲ skate ခွင်းမှာစီးသလိုပဲမြေပြင်မှာ skate စီးတာကိုလည်းပဲသုံးလို့ရတယ်လို့အဲ့လိုမဟုတ်ပဲနဲ့မြေပြင်ကိုပြုတ်လောက်ထားပြီးအဲ့မြေပြင်ပေါ်ကိုရေတွေထည့်လိုက်မြေပြင်ပေါ်မှာရေထည့်လိုက်ပြီးတော့ဥမာအဖြစ်အခွက်ကြီးလောက်ထားပြီးတော့2000 2000မြင့်နဲ့ရေထည့်ပြီးရတယ်အဲ့ရေတွေကိုဆက်နဲ့လောက်ခဲပလိုက်တာ ဟမ်မြေပြင်ညီဖြစ်သွားတဲ့ရေခဲပြင်ပေါ်မှာစီးတဲ့တာမန်စကိတ်ပေါ့နော်အဲ့ဒါကတော့ skateboard တူအဲ့တော့အမြင့်နေသားမှာဆိုရင်နင့်နေတအားကြပြီးတော့ ski စီးတာတွေနင့်နင့်ချောစကိတ်နင့်နောက်ခေစီးတာတွေဒီတိုင်း skate စီးတာတွေအဆရှိတဲ့ geol sportural ဆောင်းရသည့်အကစားတွေကို julkinan saram saram တွေမှန်စမိတာအဲ့တော့ခန်းစားကြတဲ့နှိမ့်ဆိုင်ကြတဲ့လူတွေကများကြပါတယ် 삼일은 춥고 동일하다 예비로 사일은리엘하 따뜻한 뿔의 삼한사온 형상이 삼한사온 피생가라 피생가랩에 나타나기도 합니다. 바로 피법안에 그 삼한사온 조다가 우마서다 자가봉이바 우마서 네 분야체 다방라산 에이 가봉 뭐구노 우마 표시다 아들로 다 자가봉 두 보노 삼한사온 3ရက် A 4ရက်နှွေ3ရက် A 4ရက်နှွေဆိုတဲ့ဖြစ်စဉ်တွေလည်းပဲတစ်ခါခါမှာဖြစ်လေရှိပါတယ်အဲ့တော့ပြန်ပြီးတော့ဆက်သွားကြည့်ပါမယ်အောက်ကိုပွားမယ်ပြီးပြီဆိုမှအဲဆရာတို့တွေပြန်ပြီးတော့အစားဆုံးပြန်ပြပြပြပါမယ်နော်ကိုရီးယားလူမျိုးတွေကအရန်ပူတဲ့နွေရသည်တို့မဟုတ်အရန်အေးတဲ့ဆောင်းရသည် sorry တော့ခုချိန်မှရှင်းပြသွားပါမယ် 한국 사람들은 코리아 누리가 너무, 너무 더운 아양고 불의 여름이나 놀이아디 그, 너무 추운 겨울 아양 일에 성향이 코리아 누리가 아한 불의 놀이아들이 아양 일에 성향이 태 시원하고 경치가 아름다운 일의 임야비 축키니 나빠레 봄 가을을 좋아합니다 စောင်းဦးနဲ့နေဦးကိုပို့ကြိုက်ကြတယ်။ဒါကြောင့်သူအပုလို့စောင်းရတယ်ဆိုရင်အာအေလို့ဒါကြောင့်မလို့ကိုရီးယားလူမျိုးတွေဒီအရင်အေးတဲ့စောင်းရသည်အရင်ပူတဲ့နေရသည်တည်းထက်နေနေတွေ့တွေ့နဲ့လှပတဲ့စောင်းဦးနဲ့နေဦးကိုပို့ကြိုက်ကြတယ်။ကိုရိုနာတိုးတော်ညာလည်းပဲယူဂျင်မွန်ကုတလောမှာကတော့အီဆန်ဂီယုံနရောအဲ့တော့ယာဒီဦးတူပြောင်းလဲမှုတွေကြောင့်ပုံမှန်ပုံစံမှန်တော့တယ်ကျတော့ယာဒီဦးတူတွေကြောင့်ဘုံကွာခါရီ နေဦးနဲ့ဆောင်ကချာလ်ဘာဂျင်ခေါကတ်တာကိုနည်းနည်းတိုလာတယ်နဲ့တူတယ်လို့မာနွန်ဆာရမ်သူဒီယာဂီဟမ်နီတာလူတွေအများကြီးကပြောကြတယ်တကယ်ကျွန်တော်ပြပါမယ်ကိုရီးယားလူမျိုးတွေကအရန်ပူတဲ့နေရာဒီသူမဟုတ်အရန်အေးတဲ့စောင်းရာဒီအဲ့လိုမျိုးလွန်ခဲ့တဲ့ရာဒီတွေထက်အေးမြပြီးတော့ရှုခင်းနှပ်ပါတဲ့နေဦးနဲ့ဆောင်ကိုကြိုက်တယ်သို့တော်ညာလည်းပဲကုသလုံးပါဆိုရင်အဲ့တော့ပြောင်းလဲလာတဲ့အပူချိန်အဲ့တော့ အီဇာဟာတာဆိုလေပုံမှန်မဟုတ်တာเนาะအီဇာဆိုတာပုံမှန်မဟုတ်တော့ဂီယုံအပူရှိတော့ဒီနေ့အရင်ရာဒီဥဒုပြောင်းလဲမှုတွေကြောင့်ဆောင်းဦးနဲ့ညွေဦးညွေဦးနဲ့ဆောင်းဦးကတိုလာတယ်နဲ့တူတယ်လို့လူတွေအများကြီးကပြောကြပါတယ်အဲ့တော့ဒါလေးကတော့အကြောင်းသားတို့ကိုချင်းအောင်ပြပြမယ်ဆိုရင်လေဆရာနေနဲ့ဗာပြောရှင်လဲဆိုရင်အမူးနွားတွေအကြောင်းပို့တွေဒီဒီမျိုးဒီပုံစံအစ်မှာခတ်လာတယ်ကျန်တာကတော့အရင်ပတ်ဝန်းပတ်တူနဲ့တအားကြီးမရှားနာဘူးလို့ပဲ ်ဆရာအနေနဲ့ခန်းစားရပါတယ်တူတူရဲ့အမြင်ပေါ့နော်ဘုန်းတော်အကြောင်းဘုရားတော့ခက်လာတယ်ခက်လာတယ်ဆိုဆိုင်လို့ရှိရင်ဆရာတို့အရင်တော့ဆိုရင်တဖြည်းဖြည်းမှဘုန်းတော်တွေကအစ်မြင့်တဲ့စာတွေတုံးခဲ့ပြီးမြဲအခုနောက်ပိုင်းမှာကတော့ဒီဘုန်းတော်တွေအကြောင်းဘုရားတွေကိုအစခနေကတုံးတာကိုတွေ့ရတယ်ဒါပေမဲ့စာတင်ကြားရေးပုံပုံစံတွေမှာကျောင်းသားတွေလေ့လာရမယ့်ပုံစံတွေမှာဆိုရင်ကျောင်းသားတွေဒီဒီဒီတယုံညွတ်တဲ့အမ်ပတ်ဝန်းလောက်ထီကို ီမွန်းတော်အကြောင်းမို့ဘူးဆရာတို့ရှင်းပြတာကိုနားလည်အောင်လို့နားထောင်ပြီးမှ ပတ်ဝန်းတော့ပြီးပြီဆိုမှ ပတ်တူးလောက်စတင်တဲ့အဆင့်ရောက်ပြီဆိုမှရှေ့ကဒီပြီးခဲ့တဲ့ဥစားလေးတွေကိုတေချာပြန်ကြည့်เนาะရှေ့ကဟိုဟာလေးတွေကိုပေါ့ဒီမွန်းတော်အကြောင်းပူလေးတွေကိုပြန်ကြည့်အဲ့လိုနဲ့ရှေ့ကမွန်းတော်အကြောင်းကိုပြန်ကြည့်ပတ်တူးလည်းတင်ပတ်တူးလုံးဝပြီးသွားပြီဆိုမှပတ်တူးမှပါခဲ့တဲ့မွန်းတော်အကြောင်းပူလေးတွေပြန်ကြည့်ရတော့เจ้าသားတွေဆွန်းစောပေါ့เนาะစာလေးလာတဲ့အဲလုပ်ငန်းစဉ် အစင်လိုက်လေးကမှန်မယ်လို့လုပ်ငန်းစဉ်အမှန်တယ်လို့ဆရာနေပူပြောရှင်ပါတယ်เนาะအဲ့တော့တစ်ခေါက်ပြန်ပြီးတော့ဖြည်းဖြည်းချင်းတစ်ခေါက်နှစ်ခေါက်နှစ်ခေါက်ဖတ်သွားပါမယ်เนาะကြည့်အောင်ဟန်ဂူဂွန်ဘုံယောရမ်ကာဝလ်ကျော်လ်စာကေဂျော်ဒီတူလျော့탄나라입니다ဘုံ3월부터5월은따뜻하며벚꽃영산홍과같은 아름다운 꽃이 많이 핍니다. 사람들은 봄맞이 꽃 구경도 가고 아름다운 봄 경치를 즐깁니다. 다음 따지면요, 한국은 봄, 여름, 가을, 겨울, 사계절이 뚜렷한 나라입니다. 봄, 3월부터 5월까지는 따뜻하며 벚꽃, 영산홍과 같은 아름다운 꽃이 많이 핍니다. 사람들은 봄맞이 꽃 구경도 가고 아름다운 봄 경치도 즐깁니다. 오케이, 자바지야. 여름 6월부터 8월에는 덥고 비가 많이 옵니다. 장마가 끝나고 30도까지 넘는 무더위가 시작되면 사람들은 아름다운 해변이나 계곡으로 휴가를 떠납니다. 밤에는 열대야로 잠을 서치기도 합니다. 다시 한번 여름 6월부터 8월에는 덥고 비가 많이 옵니다. 잠마가 끝나고 30도까지 넘는 무더위가 시, 작되면 사람들은 아름다운 해변이나 계곡으로 휴가를 떠납니다. 밤에는 열대야로 잠을 서치기도 합니다. 오케이, 사도하지요. 가을 9월부터 11월에는 막고 시원한 날씨가 이어집니다. 형형색색으로 곱게 물든 단풍을 보기 위해 산으로 여행을 떠나는 사람들이 많습니다. 날씨가 좋아 학교 운동회나 축제 등과 같은 중요한 행사가 많이 열립니다. 가을 9월부터 11월에는 맑고 시원한 날씨가 이어집니다. 형형색색으로 곱게 물든 단풍을 보기 위해 산으로 여행을 떠나는 사람들이 많습니다. 날씨가 좋아 학교 운동회나 축제 등과 같은 중요한 행사가 많이 열립니다. 겨울 12월부터 2월은 영하 10도까지 내려갈 정도로 매우 춥고 가물이 얼기도 합니다. 높은 지대에는 눈이 많이 내려 스키나 스케이트보트 등 겨울 스포츠를 즐기는 사람들이 많습니다. 3일은 춥고 4일은 따뜻한 삼한 사온 현상이 나타나기도 합니다. 겨울 12월부터 2월은 영하 10도까지 내려갈 정도 매우 춥고 가물이 얼기도 합니다. 높은 지대에는 눈이 많이 내려 스키나 스케이트보트 등 겨울 스포츠를 즐기는 사람들이 많습니다. 3일은 춥고 4일은 따뜻한 3일 3한 4온 형상이 나타나기도 합니다. 한국 사람들은 너무 더운 여름이나 너무 추운 겨울보다 시원하고 경치가 아름다운 봄과 가을을 좋아합니다. 그러나 요즘은 이상기온으로 봄과 가을이 짧아진 것 같다고 많은 사람들이 이야기합니다. 한국 사람들은 너무 더운 여름이나 너무 추운 겨울보다 시원하고 경치가 아름다운 봄과 가을을 좋아합니다. 그러나 요즘은 이상기온으로 봄과 가을이 짧아진 것 같다고 많은 사람들이 이야기합니다.